ကဲတငယ်ချင်းများအားလုံးမင်္ဂလာပါခမရကြိုထွန်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပြန်လဲမျှဝေပေးသွားမှာကတော့တဆုံညင်လေးညီမလေးတွေမသိသေးတဲ့ကျွန်တော် police တို့မှနေပြီးတော့ကျွန်တော်ပေါ့ပေါ့နော်ကျွန်တော် police တို့မှဥပမာသဘောတရားပေါ့မယ်ဆိုလို့ရှိရင်ควายလေးတွေပေါ့နော်အဲ့လိုမျိုးควายလေးတွေကိုကျွန်တော်ဘလော့ယူရလဲဘလော့အသုံးပြုရလဲဘလော့ပေးလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ပြန်လဲမျှဝေပေးသွားမှာဖြစ်တယ်နော်ကဲဟုတ်ပြီတငယ်ချင်းများအားလုံးမင်္ဂလာပါ ပထမအဦးဆုံးအနေနဲ့ကျွန်တော်ပြောနေတာလဲကြာတာဘောနော်အဲ့ဒါဆိုလို့ချင်းပထမအဦးဆုံးအနေနဲ့ကျွန်တော်ဒီမှာ Play Store ဝင်လိုက်မယ်နော် Play Store မှာဆိုလို့ချင်းကျွန်တော်ဒီလိုမျိုး coin လေးတွေရမယ်နော်အလကား free ရတာနော်ယူတာအဲ့ဒါဆိုလို့ချင်းကိုကအဲ့ဒါလေးတွေကိုကျွန်တော်ရပြီဆိုလို့ချင်းသူတို့ရောင်းထားတဲ့ coin လေးနဲ့ကျွန်တော်လှည့်ပြီးတော့ ွန်တော်ကအကောင့်ပြုလို့ရတာဗောနော်ကဲဟုတ်ပြန်တော့ဆိုရင် Blue Store ဝင်လာလို့ရှိရင်ကျွန်တော်တချို့ညင်လေးကြလို့ရင်ဒီလိုမျိုးရှိမယ်နော်အဲ့မှာကြည့်ပါ coin လေးဟာဘယ်လောက်ထိပေးလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်တစ်ချက်နှိပ်လိုက်တာနဲ့ Okay နှိုက်သေးဘူးနော်ပြမယ်နော်အဲ့လိုမျိုးဝင်လာပြီဆိုလို့ရှိရင်ညင်လေးညမလေးတော့ဒီလိုမျိုးမျက်နှာပြန်ဖြစ်နေမယ်နော်ကိုရပုံမျက်နှာပြန်လေးမှာဒီလိုမျိုး police store တစ်ခုဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ပထမအပေါ်မှာဆိုလို့ရှိရင်ဒီမှာကြစ်ပါဒီမှာအပေါ်မှာ၄ချောင်းရှိမှာဒီချောင်းလေးကိုနှိပ်ကြည့်လိုက်အမနော် Okay ခဏလေးပါမဟုတ်ကြာနေတော့မိုးရွာနေပါတယ်ထိုင်နေကြမှာ ညီလေးညီမလေးတို့မှာအဲ့လိုမျိုးအပေါ်မှာဒီလိုမျိုး꽌လိုက်တဲ့နဲ့ပုံနေလိမ့်မယ်ပြီးလို့ရှိရင်ဒီမှာ notification ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ကြလိုက်ပြီနော်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီနေရာမှာအတိပေးလာလိမ့်မယ်နော်အဲ့မှာအတိပေးလာလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်ပြီဆိုတော့နောက်ဒီမှာကြည့်ပါနော်ဟောသူပေးထားတာဟာလေးတွေကိုကျွန်တော်ဒီမှာနော်20လေးနဲ့ရမယ်တဲ့ဒီမှာနော် Okay အဲ့ဒါလေးကိုမလို့တော့အဓိကတော့ကျွန်တော်ဒီနေရာလေးမှာညီလေးညီမလေးတို့မှာတုံညလေးနဲ့အဲ့လိုမျိုးဖြစ်နေလိမ့်မယ်နော် Please တို့ပုံစံလေးနဲ့ကျွန်တော်ဒီလိုမျိုးဖြစ်နေလိမ့်မယ်အားဘုံနော်အဲ့လိုမျိုး ဒီနေရာမှာဆိုညီလေးညီမတော့မခုမှရှိမှာမဟုတ်ကျွန်တော်မှာဒီမှာ50ဆင်နဲ့၄ခုရထားပြီးပြီနော်ဟိုလည်း50ဆင်နဲ့၄ခုရထားပြီးဆိုလို့ရှိရင်ကျွန်တော်အဲ့မှာအောက်မှာဝင်လို့ရတဲ့ဟာတယ်နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးဒီလိုဝင်လာပြီးဆိုလို့ရှိရင်ဒီနေရာလေးကိုတစ်ချက်နှိုင်းလိုက်နော်တွေ့တူသွားနေစရာမလိုအဲ့နေရာလေးကိုနှိုင်းလိုက်အဲ့ဆိုရဲဒီလိုပေါ်လာမယ်ဒီလိုအောက်မှာသုံးခုပေါ်လာမယ်ဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုသုံးခုပေါ်လာမယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်အဆုံးကဟာလေးကိုတစ်ချက်နှိမ့်လိုက်သူလိုပေးထားတဲ့ကွိုင်းတွေကိုကျွန်တော်ကယူမှာဖြစ်တဲ့အတွက်ဘောနောက်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ပါ ဒါဆိုလို့ရှိရင်ဒီမှာသူကလောက်ခိုက်ပဲကန်ဆန်းမင်းနိုင်ခိုက်ပေါ့နော်ဟိုကနိုင်ကျစ်လိုက်ပြီဆိုတော့ ਨੇ တောင်းပေါ့ရင်လည်းပေါ့မယ်သူပေးထားတာတွေကတော့အများကြီးပေါ့နော်ဒီမှာကြည့်ပါအောက်မှာဆိုလို့ရှိရင်ကိုမနော်အောက်မှာနော်တသိန်းထီကိုသူကပေးထားတယ်နော်အဲ့မှာတသိန်းထီပေးထားပြီဆိုတော့ ਨੇ ကျွန်တော်နိုင်ကျစ်လိုက်တော့မယ်နော်အဲ့ဒါဆိုဘလောက်ရမလဲဆိုတာလေးကိုကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီမှာတစ်ချက်နိုင်ကျစ်လိုက်တစ်ချက်နိုင်ပြန်သူကစရပေါ့နော်ဘလောက်လောက်ပေါ့မလဲ ကျွန်တော်ကတခါတလေလို့ရှိရင်50 20အဲ့လိုပေါက်တယ်ဒီမှာ60ကျော်ပြည့်သွားပြီဒီမှာ60ပဲပေါက်တယ်နော်သူပြထားတာကအတိကတော့တသိန်းထီရှိတယ်အဲ့ဒါမှကိုကကံကံပါလို့အဲ့လိုမျိုးနှိမ့်လို့တသိန်းထီပေါက်သွားပြီဆိုလို့ရှိရင်အောက်မှာနေလဲနော်အဲ့ဒါဆိုရင်ပွိုင်းနဲ့အများကြီးရအောင်မယ်ကျွန်တော်ကခုန50ကျော်ပေါ်မှာ60ပဲရရနော်အဲ့မှာအဲ့ဒါဆိုလို့ရှိရင်ဒီမှာအောက်မှာဒန်းဆိုတဲ့နေရာလေးကိုနှိမ့်ပစ်လိုက်ပြီဆိုတာနဲ့အခုန54မှာကျွန်တော်ကအခုဆိုလို့ရှိရင် 65ထရရောက်ပါပြီဟုတ်ပြီနော်ဒီမှာကြည့်ပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ65ရောက်ပါပြီနော်ဒါဆိုရင်ကလစ်နှစ်လိုက်ပြီဆိုတာနဲ့ဒီမှာပြောက်သွားပြီနော် Okay အဲ့ဒါဆိုရင်65ရောက်ပါပြီဆိုလို့ရှိရင်ဒီကောင်တွေကိုများလို့ရှိရင်ကျွန်တော်ပြန်မကောင်းလို့ရလဲဒါနော်ကျွန်တော်နှိုက်တာတဲ့ဟာတယ်နော်ဒါအာကျွန်တော်ဒါ2015မှာပဲကျွန်တော်ယူထားတဲ့ coin လေးတွေပေါ့နော်အဖို့တရပြပြတာအဲ့ coin လေးတွေနဲ့ကျွန်တော်ဒီမှာအာအောက်မှာအကုန်ပြုလို့ရတဲ့ဟာတယ်ကျွန်တော်မကဘာမှဝယ်လို့မရသေးဘူးနော်အာဒီမှာနော်ပိတ်ဆံလေးနဲ့လေ့လို့ရတယ်ခိုင်ပတ်20နော် ဇနိဒီဆိုပွင့်နော် မကွာလဲတယ်ဆိုလို့ရှင်130ပေးရမယ်ခုမှမပြည့်သေးဘူးနော်အာအဲ့လိုကွာလဲတယ်နဲ့930ကိုဝယ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာအသုံးပြုလို့ရမယ်နော်ဆိုပွေးတယ်ဝယ်ဆုံးလို့ရမယ်တရားလေးတွေကိုစုထားပေါ့နော်ပတ်စံပေးရတာမှမဟုတ်တာဟုတ်နော်ပတ်စံပေးရတာမဟုတ်ဘူးကိုရေကစုထားရုံပဲ ဲ့ဒီမှာတစ်ချက်လေးနဲ့တစ်သိန်းပေါဝရင်တော့ကိုယ့်ရဲ့ကန်တရားပဲဘောနော်ဒီတဲမှာဆိုလို့ချင်းဝယ်ဆုံးလို့ရတဲ့ဟာတွေကိုပိုတော့ငါဆိုပိတ်ဆံပေးပြီးဝယ်ရတာဘောနော်ဟိုတူတဲမှာနေပြီးတော့ coin လေးတွေကို free ပေးပြီးတော့ coin လေးတွေနဲ့ဝယ်ယူပြီးတော့အကောင့်ပြုလို့ရတာဘောနော်ဒါလည်းအတော့တော်တော်လေးမိုက်တယ်လို့ဆိုပါမှာပဲနော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကပိစံပေးရှိုးဆိုးဝေးတွေကြာလို့ရှိရင်ကျွန်တော်ပိစံပေးဝယ်ရတယ်ကွာ အဲဒီကောင်ကကြတော့ကျွန်တော်ကဒီမှာသူ့အချိန်မှာရှိတဲ့ quality လေးနဲ့နေပြီးတော့လေးပြီးတော့သုံးပြလို့ရတယ်ဆိုတော့မိုက်တာပေါ့နော်ဒါကတော့အလကားပေးတာပေါ့အဲအဲ့ဒါလေးတွေကိုဝယ်ထားပါအဲ့ဒါလေးတွေကိုယူထားပေါ့နော်ပစံပေးရတာမဟုတ်ဒီနေ့တစ်ခါလောက်နှစ်ခါလောက်အဲ့လိုမျိုးဝင်ကြည့်ပေါ့အဲ့ဒီမှာပို့နေပြီဆိုလို့ရှိရင်ကျွန်တော်ဝင်ယူလိုက်ရုံပဲနော်ကဲဟုတ်ပြီဒီနေ့ကတော့ဒီလောက်ပါပဲသိချင်တာနားမလည်တာရှိရင်လည်း comment မှာရေးထားခဲ့ပါကျွန်တော်ပြန်လဲ sharing လုပ်ပေးပါမယ်နော်ကျေးဇူးတင်ပါတယ် bye bye